2019နောက်ပိုင်းအရှိဆုံးဆုံးကမ္ဘာ့တန်လိုက်စက်ကွင်းမုံတိုင်းကြီးတစ်ခုကမ္ဘာ့ကို66နာရီကြာတိုက်ခတ်ခဲ့ပါတယ်။အခုနှစ်ဇွန်လအစပိုင်းမှာပင်ကမ္ဘာမြေကိုကမ္ဘာ့တန်လိုက်စက်ကွင်းမုံတိုင်း66နာရီအကြာဆက်တိုက်တိုက်ခတ်ခဲ့ပြီးဒါဟာ2019နောက်ပိုင်းတွင်အရှိဆုံးဆုံးတိုက်ခတ်မှုဖြစ်တယ်လို့သိရပါတယ်။ရုရှားသိပ္ပံအကယ်ဒမီရဲ့အာကာသသုတေသနအဖွဲ့အစည်းလက်အောက်မှာရှိတဲ့နေအောင်ကြီးနဲ့နက္ခတ္တဗေဒတက်ခွဲကန်းရဲ့ထုတ်ပြန်ချက်အရကမ္ဘာမြေဟာ9နှစ်ကျော်ကာလအတွင်း အရှိတအဆုံးတန်လိုက်မုံနိုင်ကိုမကြသိမိကကြုံတွေ့ခဲ့ရပြီးအဆိုပါမုံနိုင်ဟာစုစုပေါင်း66နာရီကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။2025ခုနှစ် American Standard Day ဇွန်လ1ရက်မနက်9နာရီ46မိနစ်မှာစတင်တိုင်းတာရရှိခဲ့တဲ့ဒီတန်လိုက်စက်ကွဲမုံနိုင်ဟာ G4 အဆင့်ရှိအလွန်ပြင်းထန်တဲ့အဆင့်ကိုကျော်လွန်ပြီး G5 နီးပါးအထိရှိခဲ့တယ်လို့ဆိုပါတယ်။တန်လိုက်ဆက်ကွယ်မုံတိုင်းတွေရဲ့ပြင်အားကို G1, G2, G3, G5 ဆိုပြီးသတ်မှတ်ထားကြပြီး G5 ဟာအပြင်းထန်ဆုံးအဆင့်ဖြစ်ပါတယ်။ဒီလိုပုံမှန်မဟုတ်ဘဲထူးခြားတဲ့တန်လိုက်မုန်တိုင်းဖြစ်ပေါ်လာတာကြောင့် American, Europe အချို့ဒေသတွေနဲ့ New Zealand စတဲ့နိုင်ငံတွေမှာတာမန်အားဖြင့်မြင်တွေ့ရခဲ့တဲ့ဩဒရာအလင်းနှံလို့ခေါ်တဲ့ကမ္ဘာဝင်ရုံစွန်အလင်းနှံတွေကိုမြင်တွေ့ရတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဘူမိတန်လိုက်ညှုံငိမ့်တွေဟာပုံမှန်အခြေအနေဖြစ်တဲ့အစိုင်းအောင်စင်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့တခွဲကကပြောကြားတယ်လို့ရုရှားမီဒီယာတွေမှာဖော်ပြထားပါတယ်။ 2019ခုနှစ်အေဗီလာကတိုက်ခတ်ခဲ့တဲ့ကမ္ဘာတန်လိုင်းစက်ကွင်းမုံတိုင်းဟာ69နာရီကြာမြင့်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလ13ရက်နေ့မှာတဲ့နေမြင့်နေပြင်ကနေစွန့်ရင်အမြောင်များထုတ်လွှင့်မှုကြောင့်ပြင်းထန်တဲ့နေမုံတိုင်းတစ်ခုဖြစ်ပေါ်ခဲ့ပူပါရဲ့ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရေရှည်ရဲ့ဒေနာရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ ်သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။